ားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့လင်္ကာစပော့ channel ကနေကြွဆိုပါတယ်ဟုတ်ပါဗုဒ္ဓဦးနေညာအကြတာဗဒင်းနေမနဲ့မှာရှင်မြန်ကစားရမယ်ဥရောပပွဲစဉ်ဖြစ်တဲ့ UEFA Champions League ပွဲစဉ်တွေမှာကြာကျွန်တော်ရဲ့စစ်ချက် body ကြီးတည်တံ့ရွေးထုတ်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီကိုတို့မိမိချမ်းနေတဲ့အတွက်ဆော့လို့ရတယ်လို့ body mount ဆော့ကြလို့ရပါတယ်ခင်ဗျာနော်ဆိုတော့ channel ပွဲစဉ်တွေတော့ကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့လင်္ကာစပော့ channel မှာတင်ဆက်ပေးထားပါပြီ။ဒါကို YouTube နားထောင်ပြီးတော့အကြမ်းနဲ့တိုင်လိုက်ဆော့ကြလို့ရပါတယ်ခင်ဗျာနော်။ ဆိုတော့ကျွန်တော်ကဒီ UEFA Champions League ပွဲစဉ်ထဲမှာဒါရန်တမ်းပြီးရွေးချယ်ပေးနေရတာမဟုတ်ပါဘူးအဆင်ပြေပြီးရောဆိုတဲ့သဘောနဲ့ရွေးချယ်ပေးနေရမဟုတ်တို့ကျွန်တော်ရဲ့ဒါစူးစမ်းအားထုတ်မှုနဲ့ကျွန်တော်ရွေးချယ်ပေးနေတဲ့အကြောင်းမလို့ညီကိုလိုကြားရှင်မှလည်းကြိုက်မယ်မကြိုက်တဲ့ညီကိုတွေကကိုကြိုက်နှစ်တယ်ဆိုပါကြိုက်တဲ့ဆိုတဲ့ညီကိုတွေကတော့ဒါကိုရဲ့အကြိုက်နဲ့တူတဲ့အကြောင်းမလို့လိုက်ပြီးစိုးစားလို့ရပါတယ်ဒီထက်ကပွဲစဉ်တွေမှာမိမိကြိုက်နှစ်တဲ့ပွဲတွေလည်းရွေးစိုးလို့ရပါတယ်ကြာကြီးထားနေကျွန်တော်နေဘလုံးဝဲတွေတုံးသက်ပေးနေတာလည်းမဟုတ်တော့ နံပါတ်ခေါ်ပြီးဖော်လုံးပွဲရောင်းစားနေရမှာမပါပါဘူး။ online agent account တွေဖွင့်ပြီးတော့ဒီလိုမျိုးတုံးတက်နေရတဲ့ခါမှာလည်းကျွန်တော်ဆိုအကြီးမပါပါဘူး။ဒါလေးသိသိကျင်လို့ပါ။ကျွန်တော်ရဲ့ဒါစေနာတီးတန့်နဲ့ပဲကျွန်တော်ရွေးချယ်တုံးတက်ပေးနေရပါတော့ခင်ဗျာနော်။အဲ့ကြတော့ကျွန်တော်တို့ဒီ UEFA Champions League ရဲ့ပေါ့နော်ဒါပွဲစဉ်တွေမှာပထမဆုံးပွဲစဉ်ကိုကျွန်တော်ဖော်ဒီတီးတန့်ရွေးပြီးမှာဆိုတော့ Manchester City နဲ့ Dortmund ပေါ့ရွေးထားတာကြာ။ Manchester City အင်္ဂလန်ပရီးမီးယားလိမှာဆိုလို့ရှိရင်တိုက်စစ်ပိုင်းမှာဟာလန်ကိုးတင်မှာတဲ့နိုင်ပွဲပြောင်းနိုင်ပါဗျာ။ Dortmund ဖက်ဖက်ကနေတိုက်စစ်ပိုင်းကနေပြီးဂိုးတွေပြန်သွင်းနိုင်တယ်။ဂျာမင်ပွန်ဒီတီကပွဲစဉ်မှာဆိုရှီစွားနဲ့အသင်းပြင်းမန်ချက်စတာစီးကတော့အင်္ဂလန်ပလီးမားလိမှာဒါရှီစွားနေရဆိုပေမဲ့အာလန်ဂိုးသင်းမှာလည်းဂိုးတွေပြန်ရတာဖြစ်တယ်။နှစ်သင်းလုံးရှင်ကြရမယ်ဆိုရင်တော့အင်ဝေဖြစ်တဲ့မန်ချက်စတာစီးနိုင်တယ်ဆိုမှဒီဘက်နှစ်အပြောင်းလဲလုပ်ထားတဲ့ကြောင့်မလို့ချန်ပီယံလိမှာဒေါ့မွန်နဲ့တွေ့တဲ့အတွက်ကြောင့်မန်ချက်စီးကိုရုံးကြအောင်ဖြစ်တယ်ဗျ။အနိုင်သုံးမှတ်ကိုရယူဖို့အတွက်ဆိုမန်ချက်စတာစီးတို့ဒီနေ့တုံးမွန်စီကိုကြောထားလဲပေါ့နော်ဘော်ဒီစီးမှာဆိုရင်တလုံးသွင်းတာပြဆုံးရှုံးသေးနောက်ထပ်တစ်စီးကတလုံးရှုံးသေး ါပေါ်ရည်စေဘိုးပေါင်းသေးမှဆိုသုံးလုံးအရှုံးသေးရနေသုံးလုံးသွင်းတိုင်းပြဆုံးဒါအရှုံးသေးထပ်ပေးထားတယ်တက်လိုက်နေရဗျစဉ်းစားကြပဲဆိုတော့ Manchester City အနေနဲ့ Dortmund ဒီလိုကြောပေးထားရောပေါ်ရည်စေလေးတွေစကားပြောဖို့ဒါနည်းနည်းတော့များတယ်လို့ကျွန်တော်ပြောရရတယ်ဆိုဝါလန်ဂိုးသွင်းခဲ့တယ်မှန်တယ်ဒါပေမဲ့ဒေါမွန်ကလည်းဒါဂိုးပြတ်တက်ကြီးပြေးမှာတော့မဟုတ်ဗျကန်ကောင်းကတော့မန်ချက်စတာစီး3စီးပေါ့ဗျဒါတော့လည်းဖြစ်သွားရင်ဖြစ်သွားမယ်ဒေါမွန်ဂိုးသွင်းမှာလည်းဂိုးပေါ်မှာဖြစ်တဲ့အကြောင်းပြောကျွန်တော်ရဲ့ဒီနေ့ စိတ်ကြရွေးချယ်ပေးရရင်တော့ဒါ CD နဲ့ပေါ့နော်ဒါတော့မုံလို့ပွဲစင်ပါဆိုရင်ကိုပေါ့တချောင်းတွေကိုတင့်တော်စင်လိုက်ပြီးတော့စော်ကစားသိကျင်ပါတယ်ကိုပေါင်းအောက်ပေါ့နော်နောက်ထပ်တဲ့ပွဲဖြစ်တဲ့ပေါ့နော်ကျွန်တော်ရရွေးချယ်ပြီးမှဆိုရင်မာဆိုင်နဲ့အတ္တလန်လာပွဲစင်ကျွန်တော်ရွေးချယ်ပေးမှာဖြစ်တယ်အိမ်ဝင်ဖြစ်တဲ့မာဆိုင်ရှမ်ပီယံလိမှာရှုံးပွဲတွေကြုံပြီးတော့တည်ရည်ကြထားတယ်အတ္တလန်တာနိုင်ဝဲရပြီးတော့ရှုံးပွဲကြွေထားတယ်ဒါပေမဲ့မာဆိုင်အိမ်ဝင်ကောင်းတယ်ဒဏ်ရာပြဿနာရှိနေတယ်အတ္တလန်တာဘိုးဘင်းရှီသန်နဲ့ညံ့တယ် နတင်းတော်ကလိပ်ပွဲစဉ်မှာရှေ့လျှောနေဆိုပေမဲ့ဒီချန်ပီယံလီကိုအိုင်အောင်စိုက်ပြီးကစားလာမယ်အင်ဂွေမာဆေးအနေနဲ့အသက်မသားလို့ပိတ်ဆို့သွားမယ်ဆိုရင်ဒီဒမက်လောက်နဲ့ကျင်းရမှာဖြစ်တယ်ဗျ။ယနေ့မာဆေးရဲ့ဘော်ဒီစင်းမှာအတ္တလန်တာကိုကြောထားတော့ရှေ့တူဆိုရင်ပြားဆုံးချုံးသေးရတယ်ရှေ့တူဆိုရင်ပြားဆုံးချုံးသေးရနေပေါ့နော်ရှေ့တူဆိုရင်ချုံးသေးပေးထားတယ်ကိုပေါင်းသေးမှဆိုရင်သုံးလုံးတဝက်စားသေးသုံးလုံးသေးစီဖောက်ပေးထားတယ်စဉ်းစားကြပဲဒါထူးစားကြိုက်တွေပေးထားတာမျိုးလိုအကြိုက်ကျွန်တော်ကြိုက်တွေဖောက်ပေးထားတယ်။အဲ့တော့မာဆေးကဆုံးပွဲရှိတာချန်ပီယံလီမှာဒီနေ့နိုင်ပွဲပြန်မှာဒါလည်းပြီးကြတော့အဆင်မပြေလေးပွဲစင်းမှာလည်းရှေ့လျှောနေတယ် အတဏ္ဍာလည်းအတူတူပဲ။ဘာပဲဖြစ်ပါအင်ဝင်ပြိတ္တများနဲ့အာဘိမှုရှိနေမာစေးကိုကျွန်တော်ကဘော်ဒီတိတ္တဆက်လက်ပြီးတော့ရွေးချယ်ပြပါတယ်မာစေးဘော်ဒီလေးကိုတော့မိမိချိုင်းနှစ်သက်အစင်းနဲ့ကိုယ်နဲ့အဆင်ပြေမဲ့အစင်းနဲ့လိုက်ပြီးစောသားသိချင်ပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ်တော့ကျွန်တော်ရဲ့ဒီအကြိုက်ထဲမှာရွေးချယ်ပြထားသူကပ်ပူရှင်နဲ့ဘာစီလိုနာပွဲစဉ်ပြကပ်ပူရှင်နဲ့ဘာစီနိုနာပွဲစဉ်မှာဆိုကပ်ပူဂျေကတော့ဒါချန်ပီယံလိပွဲစဉ်မှာဂိုးပင်းအများဆုံးဖြစ်ပြီးတော့ရှုံးနေတာအတင်းတင်းဖြစ်ပြီးတော့ ာစီလိုနာရဲ့ဂိုးအများဆုံးနဲ့ဒါအနိုင်ပွဲကြီးပြန်ရထားတာဖြစ်တယ်ဗျလေပွဲစင်မှာကောင်းတယ်ကပ်ဘူရှေလေပွဲစင်မှာကောင်းပြီးရှမ်ပီယံလိမှာရှေ့ရှော့တယ်အိမ်ခွင်းမှာအစာခိုးပြီးများတယ်ကပ်ဘူရှေကဆိုတော့ယနေ့ဖောက်ဝေးတာရဲ့ဘာစီလိုနာရဲ့ပေါ်စီကတလုံးတရံတလုံးတွင်းမှာပြာဆုံးချုံသေးခိုးပေါင်းလေးမှာတလုံးချုံသေးရနီလုံးတဝက်စာတွေပေးထားတယ်ကပ်ဘူရှေဂိုးပြန်သွင်းခဲ့မှာဆိုရင်ဟိုကတော့ပေါ်ဖို့ရှိတယ်ဘာစီလိုနာကလည်းသူ့တွင်းကိုသူမြန်သွားမဲ့သဘောရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့ကိုခံမရလကောက်ဘာစီလိုနာနိုင်သွားရင်3-1ဗျနှစ်သုံးလက်ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်အဲ့လိုမျိုးပေါ့ စက်ကြကိုရွေးချယ်ပေးရမှာဆိုရင်တော့ဒီတက်ဘူရှင်းနဲ့ဗာစီလိုနာပွဲစဉ်မှာဗာစီလိုနာဘော်ဒီတွေကြိုက်တယ်လို့ကျွန်တော်ကတော့ဒါဂိုးပေါင်းအောက်ခွင်းတွေတွဲပြီးတော့ဆော့သားဆော့ကစားပေးခြင်းပါလေခင်ဗျာနော်ဒါလေးကနှစ်ကြောင်းကျွန်တော်ရွေးချယ်ပေးခြင်းပါလေနောက်ထပ်တပွဲဖြစ်တဲ့ဘင်ပီကာပွဲစဉ်သွားမယ်ဗျာဘင်ဖီကာနဲ့လီဗာပူးစင်ပွဲစဉ်ပြအင်ဂွေဖြစ်တဲ့ဘင်ဖီကာနဲ့လီဗာပူးစင်ရှင်တူစင်ပြဆုံးကြုံသေးရှင်တူဆိုရင်ရှင်သေးပြောထားတယ်။ကိုပေါင်းသေးသုံးလုံးသွင်းမှပြဆုံးစားသေးပြတာ။ဒါစဉ်းစားကြ။နောက်ဖက်တော့သူတင်းကိုတင်းကိုရီမြန်နေဆိုပေမဲ့ ဖီဖီကောင်တော့ short တက်လို့မရဘူးဒန်ရပြဿနာမှာလေးပါဝင်စင်ရှိတယ်ကစားသမားကောင်းရောင်းထုတ်တာဒီဘက်နေမှာဖီဖီက passive ဘက်မှာ goal တွေပြန်သွင်းနေတယ်ဆိုတော့ champion league မှာဒါချုံပွဲတွေကျုံတွေနိုင်ပွဲမရှိသေးဘူးလေးပါဝင်စင်နိုင်ပွဲရှိရဲတည်ရင်နဲ့ချုံပွဲရှိတာလည်းမှန်တယ်ဒါပေမဲ့ဘင်မီကောင်တော့ short တက်လို့မရဘူးအင်္ဂလိပ်မှာအဲ့ကျတော့ဘင်မီကောင်ရဲ့ဒီနေ့ body လေးကရှိသူဆိုရင်ပြသုံးချုံသေးရတယ်ရှိသူဆိုရင်ချုံသေးကိုပေါင်းတလုံးတော့ဝယ်စားသေးပြီးတဲ့အတိုင်းပါဆိုရင်ကျွန်တော်စက်ကြကိုရွေးချယ်ပေးရမှာဆိုရင်တော့တင်းတော်ရဲ့ဈေးနဲ့ဒါအင်္ဂလိပ်ဖြစ်တဲ့ဘင်မီကာ body ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဟုတ်ကဲ့ပါခင်ဗျာ ဗုဒ္ဓဟူးနေ့ညကြာတာဗနေ့မနက်မှာရှင်ပြန်ကစားကြမယ် UEFA Champion League ရဲ့ကျွန်တော်ရဲ့စိတ်ကြရွေးချယ်မှုကတော့ Man City ကိုပေါင်းအောင်ရဲ့ Marseille Body နဲ့ Barcelona Body နဲ့ကိုပေါင်းအောင်အပြင် Benfica Body ကိုကျွန်တော်ရွေးချယ်ပေးထားပါဒီလေးပွဲသလုံးပေါ့ညီတို့ကြာရှိမှုဆိုရင်မောင်း Body မိမိကြနှစ်တဲ့အတွဲဆိုးလို့ရပါတယ်ခင်ဗျာနော်ဒီချူအားပေးတဲ့ညီတို့တွေအထူးပဲကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ